တထုတူဖို့ရေးလုပ်ငန်းတွေကြောင့်တဘာဝပတ်ဝန်းကျင်ပျက်စီးနေရတဲ့ပံပဲအောက်ရွာ2015 2016ခုနှစ်ကစတင်ပြီးရွာရဲ့တောင်ဘက်မှာရှိတဲ့တောင်တန်းတွေမှာဟိမစ်တာနဲ့မဟာတခွန်အမည်ရှိတဲ့တရုတ်နိုင်ငံသားတထုတူဖို့ရေးကုမ္ပဏီတွေရောက်ရှိလာတဲ့နောက်မှာရွာရဲ့တမွေးဝမ်းကြောင်းလုပ်ငန်းတွေအကုန်ပြတ်သုံးကုန်ပါတယ် တောင်ပေါ်မှာရှိတဲ့တတုတူးခေါ်ရေးလောက်ွက်ကနေဓာတုအကျွင်းကြံတွေပါဝင်တဲ့ရွံ့တော်အနယ်နှစ်တွေကရွာရဲ့အသက်သွေးကြောဖြစ်တဲ့ချောင်းလေးကိုစီးဝင်လာကြောင်းချောင်းတိန်ကောပိတ်ဆို့ကရေလန်းချောင်းပြောင်းလဲခဲ့ပါတယ်ရွာရဲ့ရေရင်းမြစ်ဆုံးရှုံးကတီးနံဆိုင်ပြိုးလို့မရရှိတော့တဲ့အပြင်တောက်သုံးရေကန်တွေပါညဉ့်ညမ်းကုန်ပါတယ်တတုတွင်းမှာတုံးဆွဲတဲ့ဓာတုပစ္စည်းတွေကြောင့်ဒေသခံတွေရဲ့ကျန်းမာရေးထိခိုက်တာတွေရှိခဲ့တယ်လို့မွေးမြူထားတဲ့ကျွဲ နွားဝက်စားတဲ့တရိษာတွေတည်ဆုံတဲ့ဖြစ်ရပ်တွေရှိပါတယ်။ဒီအပြင်တက်တုလုပ်ငန်းသုံးဆက်ရဲရကြီးတွေနဲ့မော်တော်ယာဉ်တွေကြီးရွာအတွင်းဖြတ်တန်းသွားလာတာကြောင့်ရွာလန်းတွေပျက်စီးကုန်ပါတယ်။တက်တုတူဖော်ရေးလုပ်ငန်းရဲ့စိုးကျိုးတွေကိုပံပဲအောက်ရွာသားတွေခါးစီးခံနေရပေမဲ့အဲ့ဒီလုပ်ငန်းကရရှိတဲ့အလုတ်ကင်ခွင်လန်းတွေကိုတော့ဒေတာခန့်တွေကိုမခံစားရပဲတက်တုတူဖော်ရေးလုပ်ငန်းတွင်မှာတရုတ်နိုင်ငံသားတွေကိုသာခေါ်ယူအသုံးပြုနေတာဖြစ်ပါတယ်။